င်္ဂလာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ26ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါကချင်ပြည်မှာစည်ရည်တမမှုတွေပြန့်ဖြစ်လာပြီးအရက်သားထိခိုက်မှုတွေပါဆက်တိုက်ရှိနေပါသေးတယ် ဖားကဲမြို့နယ်မှာနိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းကစလို့စစ်ကွန်မရှင်ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးကတိမော်နယ်လောက်ခင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီစစ်ကွန်မရှင်စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးစစ်ကွန်မရှင်ဘက်ကတပ်ဖွဲ့ဝင်၄ယောက်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ပွဲတွေကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင် KPDF တယောက်လည်းကြာဆုံးခဲ့ပါတယ်။ ဒီစစ်ကြောင်းမှာဒါကာစသုံး SNA ရှန်နီပြည်သူစစ်အဖွဲ့တွေအပါအဝင်အင်အား90ကျော်ပါဝင်ပြီးရွေးကောက်ပွဲအတွက်နေမြေရှင်းလင်းရေးလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့တော်လရင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်လက်ရှိမှာစစ်ကြောင်းတကြောင်းဟာကဒီမော်ဖုံးကြီးကြောင်းတဲ့အထိရောက်နေတာကြောင့်ဒေသခံတွေကတိုက်ပွဲ ဖြစ်လာမှကိုစိုးရိမ်ပြီး အခြေအနေစောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။စစ်ကွန်မရှင်ဘက်ကနိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီလောက်မှာပဲမလောက်ကုန်းသားတဝိုက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ်မှာတော့နိုဝင်ဘာလ24ရက်နေ့ကစစ်ကွန်မရှင်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာထူးထွေးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဝိုင်းမော်ဝါရှောင်းလန်ဘော်ကလမြန်ရွာနာမှာဖြစ်ပွားခဲ့တာလို့ KIA နဲ့နီးစပ်သူကပြောပါတယ်။ဒီတိုက်ပွဲထဲလက်နေကြီးအပြန်လဲပြစ်ခတ်မှုတွေကြောင့်ဝူယန်ရွာကအရက်သား၂ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဝိုင်းမို့ဒေသမှာလည်းနိုဝင်ဘာလ20ရက်နေ့ကစစ်ကွန်မရှင်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်အရက်သားတဲ့ရောက်တည်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဗမော်ဘက်မှာလည်းစစ်ကွန်မရှင်တပ်ကမြေပြင်စစ်ကြောင်း၊လေကြောင်းနဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးမြို့ထဲကနေရာတွေကိုပြန်လည်ထိ ंछ ုံနိုင်ဖို့ထိုးစစ်ဆင်နေစေဖြစ်လို့စစ်ရေးအခြေအနေဟာဆက်ပြီးပြင်းထန်နေတယ်လို့ KIA ကပြောပါရယ်။ မြန်မာတိုင်းနယ်စပ်ကမောတောင်မြို့သိမ်းတိုက်ပွဲကြောင့်တိရှောင်နေရတဲ့ဒီသားခန့်3000ဝန်းကျင်ဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်စစ်ဘေးရှောင်တွေဟာစစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အိမ်မပြန်ရဲကြပဲတောထင်းနဲ့ဥယျချံတွေမှာနေနေရပါတယ်။အဲ့ဒီထဲမှာကိုဝန်ဆောင်မိခင်တွေမိဖွားပြီးစာမိခင်တွေနဲ့နှုံမုတ်ချင်အောင်လိုအပ်တဲ့ကလေးငယ်တွေအများကြီးပါဝင်နေပါတယ်။ ိုဝန်သက်တယောက်ဆိုရင်လမ်းမပဲမိဖွားခဲ့ရဘူးတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။အဓိကအကျက်တဲကတော့နိုဝင်ဘာလ24ရက်နေ့ကစလို့ထိုင်းအာနာပိုင်တွေကနေဆက်မှာရှိနေတဲ့စစ်ဘေးရှောင်1800ကျော်ကို နေရက်ပြန်ခိုင်းတာပါ။ယာယီတဲဆောက်ဖို့တိခုတ်တာအမိုက်စနစ်တကြမပစ်တာစားတဲ့အကြောင်းပြချက်တွေကြောင့်ထိုင်းဘက်ကလက်မခံတော့တာဖြစ်ပါတယ် ဒါကြောင့်စစ်ပေးလျှောက်တချို့ဟာလီကျောင်းအနေရကိုစိုးရိမ်စိမ့်နဲ့မြန်မာဖက်ချန်ကို ပြန်ပြောင်းหนีကြရပါတယ်စီအခြေအနေရမောတော်မျိုးသိမ့်ပြီးနောက်ဗိတ်တနင်းသားကြီးလမ်းပိုင်းသက်လျှောက်မှာစစ်ကုမရှင်နဲ့တော်လရင်တက်တွေကြဆယ်ရဲကြော်ကြတိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ် ော်လည်ရေးတပ်ဖွဲ့တွေထိတ်ချုပ်ထားခဲ့တဲ့မန္တလေးတိုင်းမတရားမြို့နယ်တစ်ခုလုံးနှီးပါဟာစစ်ကွန်မရှင်တပ်လက်အောက်ကိုပြန်ပြီးရောက်ရှိသွားပြီလို့ဒေသတွင်းရှိကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ တော်လည်ရေးသက်တွေနောက်ဆုံးပိုင်ဆိုင်တဲ့ပက်လေအင်းရွာကိုနိုဝင်ဘာ24ရက်နေ့မှာလဲလို့ခဲ့ရပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီရွာကနေအင်အား300လောက်နဲ့စစ်ကူမျိုးနဲ့အဆက်အထိရောက်နေပြီလို့ဆိုပါတယ်စစ်ကူမရှင်သက်ဟာအင်အားထောက်ချီတုံးပြီးလေကြောင်းဒရုန်းတွေနဲ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးအခုလိုနေမြေပြန်ရယူဖို့စူးစမ်းနေတာဟာရွေကောက်ပွဲအတွက်နေမြေရှင်းလင်းရေးလောက်တာဖြစ်နိုင်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကသုံးသပ်ပါတယ် စစ်ကြောင်ထုံမှုတွေကြောင့်မတရားမျိုးနယ်မှာရွာရီမီရှုခံရတာအပြင်ထောင်ထဲချီတဲ့ဒေသခံတွေဟာလည်းစစ်ပီးရှောင်နေကြရပါတယ်။ဂရင်းနီပြည်လွိုင်ကောအကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားအကျဉ်းသူတွေဟာရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းအကျပ်စီခိုင်းခံနေရတယ်လို့ဂရင်းနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ပါတယ်။ ီးခဲ့တဲ့စက်တင်ဘာလကလေးကစစ်ကုန်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့အတင်းအကျပ်စီခိုင်းခံနေရတယ်လို့ KPPA ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ပါတယ် KPPA ရဲ့ထုတ်ပြန်ချက်အရဒွိုက်ကော်ထောက်ထဲကအကျဉ်းသား900နီးပါးကိုကြိုတင်မဲထည့်ခိုင်းတာဟာရွေးကောက်ပွဲဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်။ ဥပဒေအရထောက်ကြခံနေရသူတွေဟာမဲပေးပိုက်ခွင့်မရှိပေမဲ့စစ်ကွမရှင်ကဥပဒေကိုချိုးဖောက်ပြီးမဲပေးခိုင်းတာဟာနိုင်ငံသားအခွင့်အရေးကိုစော်ကားတာလို့ KPPA ကထောက်ပြပါတယ်။ KPPA တာဝန်ရှိသူတယောက်ကဒီလိုမျိုးသိတဲ့စိတ်မဲပေးခိုင်းတာဟာစစ်ကွမရှင်ကအကျဉ်းသားတွေကိုအတုံးချနေတာလို့ပြောပါတယ်။ဒါပြင်အကျဉ်းထောက်ထဲမှာကြန့်ခန့်ရေးပါတီ USDP ကိုပဲမဲပေးဖို့ဖိအားပေးမှုတွေလည်းရှိခဲ့တယ်လို့ Rygor အကျဉ်းထောက်ထဲနီးစပ်သူတို့ကဆိုပါတယ် ဂရနီပြည်ထဲကအင်အားစုတွေအလုံးကတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကို လုံးဝကန့်ကွက်ကြောင်းတုတ်ပြန်ထားပါတယ်အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ နိုင်ဂျီးရီးယားကကျောင်းသူကျောင်းသားတွေပြန်ပြီးဆွဲခင်ရတဲ့ကိစ္စမှာကက်သလစ်ဆရာတော်တပါးကအစိုးရရဲ့ကြိုက်တွယ်ပုံကိုရှုတ်ချလိုက်ပါတယ် နိုဝင်ဘာလ23ရက်နေ့ကပြက်ပြီးဆွဲခန့်ထားရတဲ့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမ300ကျော်နဲ့ပတ်သက်လို့နိုင်ဂျီးရီးယားအစိုးရကအထိပယ်ရှိတဲ့အာထုံမှုဘာမှမလုပ်ဘူးလို့စွပ်စွဲလိုက်တာပါဆရာတော်ဘူးလုစ်ဒါဝါယိုဟန်နာရဲ့အဲ့ဒီဆွဆွဲချက်ကိုတော့နိုင်ငံတော်ရဲချုပ်ကလက်မခံဘဲရဲတွေရဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအကြောင်းအနေနဲ့ပူပေါင်းဆောင်ရွက်မှုမရှိဘူးလို့ပြန်ဆွဆွဲလိုက်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအလဲပိုင်းနီဂါပြည်နယ်ကစိန့်မေရီစာသင်ကျောင်းကကျောင်းသူကျောင်းသားတွေနဲ့ဆရာတွေကိုဘယ်သူကပြန်ပြီးဆွဲထားတယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။လူပေါင်း300ကျော်ပြန်ပြီးဆွဲခင်ရပြီးတဲ့နောက်မှာတောက်ကြနေတဲ့စနေနေ့ကတော့ကျောင်းသား90လောက်ထွက်ပြေးလူမြောက်လာခဲ့ပါတယ်။ဒါပေမဲ့ကလေး153ယောက်နဲ့ကျောင်းဝန်ထမ်း12ယောက်ကတော့အဖမ်းခံထားရဆဲဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမှာရှိတဲ့ရဇဝတ်ဂိုင်းတွေကတော့နိုင်ငံအ내အပြားမှာပြန်ပေးဆွဲပြီးပြန်ပေးငွေတောက်ခံလေးရှိပါတယ်နိုင်ဂျီးရီးယားဟာအာဖရိကတိုက်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးခရစ်ယာန်နဲ့မွတ်စလင်လူဦးရေအများပြားရှိတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ခရစ်ယာန်တွေကိုတပ်ဖြတ်နေတာကိုနိုင်ဂျီးရီးယားအစိုးရကမသားစီးနိုင်ဘူးဆိုရင်အမေရိကန်ကစစ်ရေးအရဂျာဝင်စုဖဲ့ရလိမ့်မယ်လို့ပြောထားပါတယ်။ မိုသဲထက်စွာရွာသွန်းတာကြောင့်ထိုင်းနိုင်ငံတောက်ပိုင်းမှာရေကြီးမှုတွေအတော်ကိုဆူဆူဝါးဝါးဖြစ်နေပါတယ်။အခုဆိုကယ်ဆယ်ရေးအဖွဲ့တွေက ခရိုင်အများအပြားမှာထောင်ထဲချီတဲ့လူတွေကိုဖေးလို့ရနေရာကိုရွှေ့နေကြပါတယ်။နိုင်ငံခြားခရီးသွားတွေအသွားအလာများတဲ့ဟိုင်ရိုင်မြို့မှာတော့ရေကခါအထိရေနစ်နေပါပြီ။ထိုင်းအစိုးရကလည်းစုံခလာပြည်နယ်ကိုအင်ဂါနိဂရေကအရေးပေါ်အခြေအနေကြေညာထားရပါတယ်။ အခုချိန်ကြီးတော့တည်ဆုံသူ40ကျော်သွားပြီလို့ထိုင်းသတင်းဌာနတွေကပြောပါရီခေါဆုသတင်းသပုတ်မှာတော့ဟာကြိုက်ကနေရာတနေရာမှာပိတ်မိနေတဲ့လူပေါင်း30ဟာထမင်းမစားရတာ၄ရက်ရှိသွားပြီးနလသားကလေးဟာအသက်ငယ်နေရှာတယ်လို့ဖော်ပြပါရီဟာကြိုက်မှာဆိုရင်တော့လူတွေကိုဆက်လီတွေစစ်ကားတွေနဲ့ကယ်ဆယ်နေရပြီးလူ1200ကျော်ကိုကယ်ထုတ်ပြီးပါပြီ။ အကြီးစားတုတ်ပြဲမှုအနေနဲ့ထိုင်းရေတပ်ကဖလိုတီလာလို့ခေါ်တဲ့တင်ပေါ်14စီနဲ့ချာဂရီနာရူဘတ်ဆိုတဲ့လင်းရင်တင်တင်ပေါ်ကြီးတွေကိုပါဆေလုဖို့ပြင်ဆင်ထားပါတယ်။ဒီလီရင်တင်တင်ပေါ်ပေါ်မှာရဟတ်ရင်တွေဆရာဝန်တွေ ထောက်ပံ့ရေးပစ္စည်းတွေအပြင်တနည်းကိုလူ3000တော့အစားအစာထုတ်ပေးနိုင်တဲ့မိဖို့ချတွေလည်းပါဝင်ပြီးရေပေါ်ဆေးရုံလို့သုံးမယ်လို့ဆိုပါတယ်။ ဒီလရင်တင်တင်ဘောပေါ်မှာရဟတ်ရင်တွေဆရာဝန်တွေထပ်ပတ်ရင်ပြည်စည်းတွေအပြင်တနည်းကိုလူသုံးထအတွက်အစားအစာ ထုတ်လုပ်ပေးနိုင်တဲ့မိဖို့ချော်တွေလည်းပါဝင်ပြီးရေပေါ်ဆေးရုံလိုသုံးမယ်လို့ဆိုပါတယ်။အဲ့ဒီရေကြီးတဲ့ hard yai ဒေသကဆေးရုံအလုပ်ရုံတွေမှာမြန်မာအလုပ်သမားတွေလည်းရပောင်းများစွာရှိပါတယ်။အဲ့ဒီမှာရှိတဲ့အလုတ်သမားကူညီရေးအဖွဲ့တွေကဖုန်ကြီးကျောင်းလူနေရာမျိုးတွေမှာမြန်မာအလုတ်သမားတွေခိုလှုပ်ဖို့နေရာတွေပြင်ဆင်ပေးထားတယ်လို့ဆိုပါတယ် ထိုင်းနိုင်ငံတောက်ပိုင်းမှာအခြေဆိုင်တဲ့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FET ကလည်းအလူငွေတွေကောက်ခတ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်နေပါတယ်အခုထိတော့မြန်မာပြည်ထဲမှာတည်ဆုံးတာမျိုးတည်င်းတော့မကြားရသေးပါဘူး။မိုးလေဝသဌာနကတော့မိုးဆက်ပြီးတဲထန်နေအောင်ပဲရုတ်တရက်ရေကြီးနိုင်တယ်လို့တတိပေးထားပါရယ်။ပင်လယ်ပြင်မှာလိုင်းအမြင့်3မီတာအထိ ရှိနိုင်တဲ့အတွက်လေငယ်တွေကမ်းပေါ်မှာပဲနေဖို့ပြောထားပါရယ်။ မက္ကဆီကိုနိုင်ငံမှာတော့ယာနဲ့ချီတဲ့အမျိုးသမီးတွေဟာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေကိုမနေ့ကဆင့်ကျင်ဆန္ဒပြကြပါတယ်။မနေ့ကနိုဝင်ဘာ25ရက်နေ့ဟာနိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံကတော့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေအများအပြားဖြစ်လေရှိတဲ့နိုင်ငံဖြစ်ပြီးအသက်၅၅နှစ်အထက်အမျိုးသမီးတွေရဲ့80ရာခိုင်နှုန်းဟာသူတို့ဘဝမှာအ ਨੇ ဆုံးတစ်ကြိမ်အကြမ်းဖက်မှုကိုကြုံတွေ့ရတယ်လို့ဆိုပါတယ်။မက္ကဆီကိုနိုင်ငံမှာနေဆင်ပြားများအမျိုးသမီးနဲ့မိန်းကလေးငယ်၁၀ရာလအသက်ခံနေရတယ်လို့တရားဝင်စီးရင်စရာတွေကဆိုပါတယ် မဂစီကိုလွတ်တော်ရဲ့မက်တန်းတွေအရဆိုရင်2024ခုနှစ်ထဲမှာအကြမ်းဖက်မှုတွင်တည်ဆုံတဲ့အမျိုးသမီး3430ယောက်ရှိခဲ့ပြီးတော့အဲ့ဒီထဲက129ယောက်ဟာ အမျိုးသမီးဖြစ်လို့တက်ဖြတ်ခင်ရတဲ့ရဇဝမှုအမျိုးသားအောက်မှာတည်ဆုံရတာဖြစ်ပါတယ်မကြသေးခင်ကတော့အမျိုးသမီးတမဒါကလော်ဒီယာရှေဗွန်ကိုရိုင်းမြို့လေကောင်မှာယောက်ျားတစ်ယောက်ကသူ့ရဲ့ရင်သားကိုကိုက်တွယ်ဖို့ကြိုးစားတာခံခဲ့ရသေးတာဖြစ်ပါတယ် နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ကလော်ဒီယာကမက္ကဆီကိုနိုင်ငံတဝန်းလိပ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကိုထောက်တန်းအပြစ်ပေးနိုင်ဖို့အာမခံချက်ရှိတဲ့အစီအစဉ်ကိုလည်းတင်ပြထားတယ်လို့ဆိုပါတယ်။ဆန္ဒပြအမျိုးသမီးတွေကတော့အမျိုးသမီးတွေပေါ်အကြမ်းဖက်မှုကျူးလွန်တဲ့အမျိုးသားတွေအပြစ်ပေးအရေးယူခံရမှုကကင်းလို့နေတာတွေကိုအဆုံးသတ်ဖို့ကိုလည်းတောင်းဆိုနေကြပါတယ်။ ကုလသမဂ္ဂရဲ့ကဘာမျိုးပြတိဆောက်ခြင်းမြင်ကွင်း2025လို့ခေါ်ရမယ်အစီရင်ခံစာအစ်စ်အရာအင်ဒိုနီးရှားမြို့တော်ဂျကာတာဟာလူဦးရေ48တဒသမ9တန်းနဲ့ကဘာအကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ်ဂျကာတာက2000ခုနှစ်တုန်းကအကြီးဆုံးမြို့လို့သတ်မှတ်ခံခဲ့ရတဲ့တူဂျူကိုကြော်တက်သွားခဲ့တာဖြစ်ပါတယ်တူဂျူကတော့အခုအစီရင်ခံစာထုတ်ပြန်ချိန်မှာ လူဦးရေ33ဒသမ4တန်းနဲ့တတိယနေရာကိုရောက်သွားပါတယ် ဒုတိယကြီးဆုံးမြို့ကတော့မြန်မာနိုင်ငံရဲ့အိင်းချင်းဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်ဒါကာဖြစ်ပါတယ်။သူကတော့36.6တန်းနဲ့ဒုတိယနေရာကိုရောက်လာပါတယ်။လူဦးရေ7တန်းထက်ကျော်တဲ့မြို့တွေကိုကဘာမှာ မိဂါမြို့တော်လို့သတ်မှတ်ပါတယ်။1985ခုနှစ်မှာမိဂါမြို့တော်ကြီးရှိခုပဲရှိရာကနေအခုတော့မြို့ကြီး33မြို့ရှိလာပြီဖြစ်ပါတယ်။လူကြီးအများဆုံးနေရာမှာတော့အာရှကဘူဆွဲပါတယ်။ မိဂါမျိုးတော်33မျိုးထဲမှာအာရှက16မျိုးပါပြီးထိတ်ဆုံး10နိုင်ငံထဲမှာအာရှက9နိုင်ငံပါနေပါတယ်အဲ့ဒီမြို့ကြီးတွေထဲမှာမြန်မာနိုင်ငံကအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံကလည်းပါပါတယ်။အိန္ဒိယကတော့နယူးဒေလီနဲ့ကလကတ္တာမြို့တွေပါပြီးတရုတ်ကတော့ရှန်ဟိုင်းနဲ့ကွမ်ဂျိုးမြို့တွေပါဝင်ပါတယ်။ ာဆီယံထဲကခုနကဂျကာတာနဲ့ဖိလစ်ပိုင်ကမနီလာမြို့တော်ပါဝင်ပါတယ်။နောက်မြို့ကြီးတစ်ခုကတော့တောင်ကိုရီးယားမြို့တော်ဆိုးမြို့ဖြစ်ပါတယ်။ကမ္ဘာကြီးဆုံးမြို့ကြီးဖြစ်တဲ့ဂျကာတာဟာပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့်2050ခုနှစ်မှာမြို့ရဲ့လေးပုတ်တပုတ်ဟာရေအောက်ရောက်သွားမယ်လို့ခန့်မှန်းထားပါတယ် ဒါကြောင့်အင်ဒိုနီးရှားအစိုးရကဗော်နီယိုကျွန်းမှာမြို့တော်အသစ်တည်ဆောက်နေပါတယ်။အစိုးရဌာနဆိုင်ရာတွေရုံးရီနဲ့လူဦးရေအများအပြားကမြို့သစ်ကိုရောက်သွားမှာဖြစ်ပေမဲ့ဂျကာတာမြို့မှာတော့2050မှာနောက်ထပ်လူ100တန်းလောက်တိုးလာမယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။ တည်တင်းနဲ့မီဒီယာကွန်ရဲ့ NMG တည်င်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်တည်င်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။